ဒီကနေ့မနက်ပိုင်းကရန်ကုန်မန္တလေးအမြန်လမ်းမမိုင်းတိုင်းအမှန်186ကျော်မှာအင်စီကားတစ်စီးတိမ်းမောက်မှုဖြစ်ပွားခဲ့ပြီးရင်းပေါ်ပါလာသူတွေကတော့ကပတ်ပတ်ထားတာကြောင့်တေဆုံးမှုမရှိခဲ့ဘူးလို့သိရပါဗျာ။ ဖြစ်စဉ်မှာဖေဖော်ဝါရီလ3ရက်နေ့မနက်6:30မိနစ်30ကျော်ကနေပြည်တော်စပူတရင်းမြို့နယ်တရင်းမင်္ဂလာအဆင့်မြင့်ဈေးအနီးမှာနေတဲ့ရင်မောင်းကိုသူရစိုးချင်မောင်းနေပြီအမျိုးသားနှုတ်ဦးလိုက်ပါလာတဲ့ Probox အဖြူရောင်ရင်ဟာနေပြည်တော်ကနေမန္တလေးဘက်သို့မောင်းနေလာစဉ်ရန်ကုန်မန္တလေးအမြန်လမ်းမှာမိုင်တိုင်186မိုင်9ဖာလုံးကျော်အရောက်မှာလမ်းဘေးဘက်သို့တိမ်းမောက်ခဲ့တာဖြစ်တယ်လို့ကနအူးစစ်ဆေးချက်အရာသိရပါဗျာ အမြန်လမ်း186မိုင်5ဖာလုံနဲ့6ဖာလုံကြားနေရာကလမ်းအကွေလဲဖြစ်သလိုကွန်ကရစ်ပေါ်မှာကတ္တရာခင်းထားတာကြောင့်လမ်းပခုံးပေါ်ကအယမ်းမြင့်နေကလမ်းနဲ့6လမ်းမလောက်အမြင့်กว่าနေကြောင်းဒီလိုမြင့်နေတဲ့အတွက်ကားကကွေလာတဲ့အခါလမ်းပခုံးအောက်မှာရှေ့ဘင်းကကျသွားတာကိုပြန်ဆွဲတင်လိုက်တဲ့အခါမှာတင်းလို့မရပဲတွန်းလဲလိုက်သလိုဖြစ်သွားတာဖြစ်ကြောင်းဒါပေမဲ့ကံကောင်းတာကကားပေါ်ပါလာတဲ့လူတွေကခပတ်ပတ်ထားတဲ့အတွက်ဒဏ်ရာကြီးကြီးမားမားမရကြဘူးလို့မိထီလာခင်ကြက်ချီနေတဲ့ဒုတိယရန်ဦးစီမှုဦးနေဦးက ပြောပါရယ်ရေမတော်တဆောင်းမှုဖြစ်စဉ်အပေါ်ရဲကမီးတပ်ကကြက်ချင်ဒီကားတွေနဲ့စုစုပေါင်းကား၅စီးတွားရောက်ကူညီခဲ့တယ်လို့လည်းဦးနေဦးကပြောပါရယ်ဒီဘူဘောက်ကားကဒီလိုကြွေလာတဲ့အကွေမှာအရှိန်နဲ့ကြွေလာတဲ့ကွေမှာမဖြစ်လာဆိုလို့ရှိရင်ဒီလမ်းပခိုးရဲ့အောက်ကိုတစ်ဖက်ကျပါတယ်ရှေ့ဘေးကျပါကျပါပြီးတော့ပြန်ဆွဲတင်တဲ့ခါဆွဲတင်လို့မရဘဲနဲ့တခါတခါတွန်းလဲလိုက်လို့ရှိရင်ကားကကျွန်တော်ပက်လက်လာနေပေါ့ဘူဘောက်ကားတစ်စီးပေါ့အဲ့ပေါ်မှာလူ၃ယောက်ပါတယ် ကဘာပတ်ထားတဲ့အတွက်ဘာဖြစ်လဲဆိုလို့ရှိရင်သူတို့အတက်အန်တွေတော့မဖြစ်ဘူးတိရတန်ရအနေအကျင့်ပဲရပါတယ်ကျွန်တော်တို့ရောက်သားတဲ့အချိန်မှာသူတို့ဒီကားကိုပြန်လှည့်ပြန်ထုံထားပြီပေါ့အဲ့မှာဘာတွေ့ရလဲဆိုတော့ကျွန်တော်တို့ဒီညာကညာ86မိုင်5ဖာလုံးနဲ့6ဖာအဲ6ဖာလုံးကြားညာမှာလမ်းအကွေလေးဖြစ်တယ်နောက်ကျတော့အဲ့မှာကတ်တရာဒီကွန်ကရစ်ပေါ်မှာကတ်တရာခင်းထားတဲ့အစားလည်းပဲကတ်တရာခင်းထားတဲ့လမ်းပခုံးပေါ့နော်လမ်းပခုံးပေါ့က အယမ်းမြင့်တယ်၆လမလောက်မြင့်တယ်အဲတော့၆လမလောက်မြင့်တဲ့အတွက်အဲ့ဒီရင်တိမ်မောင်းမှုဖြစ်စဉ်အပေါ်တီကုန်းအမြန်လန်းရဲတပ်ဖွဲ့ကရင်ပါခုနှစ်မြင်းဆောင်2019ရဇဇကြီးပုံမှာ269နဲ့အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့သိရှိရပါဗျာ။ 2016ခုနှစ်အတွင်းရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်မှာရေမတော်တဆောင်းမှုပေါင်း944ကြိမ်ဖြစ်ပွားခဲ့ပြီးရေမတော်တဆောင်းမှုကြောင့်သေဆုံးသူကြား105ဦး၊မ62ဦး၊စုစုပေါင်း169ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူကြား984ဦး၊မ923ဦး၊စုစုပေါင်း1308ဦးအထိရှိခဲ့ကြောင်းနေပြည်တော်အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှုရုံမှတ်တမ်းများအရသိရှိရပါသည်။